မင်္ဂလာပါဒီနေ့မှာတော့တစ္ဆာရွှေစီဆရာတော်အရှင်ဥတ္တမရဲ့တရားပွဲလေးကိုတွားရောက်ပြီးတော့ကျွန်တော်လေ့လာခဲ့ပါတယ်။လေ့လာရင်တရားလဲနာမှာပေါ့နော်။ဒီတရားပွဲလေးကကြာတော့ဖက်ပတဲ့ဒီစုစုပ်ဝတ်မှာလုပ်တဲ့ပွဲလေးဖြစ်ပါတယ်။ဒီ high tech ဆက်ယုံမှာပေါ့နော်။ဒီ high tech ဆက်ယုံမှာဒါဒီညမှာဆိုလို့ရှိရင်ဒါပြင်ဆင်နေတယ်ပြီးတော့လက်ဖြတ်မြတ်ကိုကျွေးဖို့အတွက်ဒီဒီမှာအရွက်တွေချွေတယ်၊တုတ်စရာရှာရယ်၊တုတ်တယ်ပြီးတော့လက်ဖက်တွေထောင်းနေလုပ်နေရပေါ့နော်။သူကအဲ့ဒီဆက်ယုံကလည်းပဲဒီဖက်ကပောင်းနဲ့ကပောင်းမှုပေါ့နော်။ဒီဝက်သားပင်စင်ကြော်နဲ့ အထမင်းနဲ့လည်းကျွေးမှာအဲကျွေးတဲ့အပြေမှာတယောက်ချင်းစီဒီသူတို့စိုက်ချုပ်တဲ့အဲ့ဒီအချုပ် line တွေကနေပြီးတော့မှလူတွေကလည်းပဲလေအာသူတို့တက်နိုင်တဲ့အစားစာလေးတွေကိုသူတို့ကဒီမှာစုဆက်ပြီးတော့မှသူက store စီစာပုံစံမျိုးပေါ့နော်ဘယ်နှဖက်ကြာရဲ့အခံမှာဖြစ်ပါတယ် အဲဒါအခက်နာသွားလေ့လာတာပေါ့နော်အဲနည်းနည်းပါးလဲကျွန်တော်ကူကတ်လုတ်ခဲ့ပါတယ်ဒါတော့မနက်ကိုဝေဖို့တော့ရေတံမှုတွေပါညမှာတော့မိုးတွေရွာနေပါတော့မနက်ပိုင်းရောက်တော့မိုးတွေတိတ်သွားပြီးတော့လုံးဝရှားသီဥတုရလည်းတသားရရပဲပေါ့နော်ဒါကတော့ဒီနေ့မနက်ပိုင်းကိုကျွေးမဲ့အတွက်ကိုဒါပြင်ဆင်နေတဲ့အဲချက်ခဖောင်ဝသားခဖောင်ဖြစ်ပါတယ် ဒါကတော့ line လေးရသူတွေဒါပြန်ပြီးတော့ထွေးတဲ့ story တိုင်းပေါ့เนาะဒါခြားစံချက်တွေပါမယ်ပဲပြစာသွတ်တွေပါမယ်ကြောက်ကြောတွေပြီးတော့ရွှေအေးအုံးလို့တာကူပြည့်ကကြတော့တမောတီထောင်းဒန်ပေါက်မာလာရှန်ကောအများကြီးပဲပေါ့เนาะအဲ့ဒါတွေယူပြီးတော့အဲ့လိုမျိုးဒီတရားထိုင်မှတာဒီနေရာကြီးအကျယ်ကြီးပဲအဲ့နေရာမှာလဲစားလို့ရတယ်ဒါကျွန်တော်ကတော့ပဲအီချာလေးနဲ့စီလုံးတီးလေးယူခဲ့ပါတယ် ီလုံးဒီလေးကလည်းတော်တော်လေးကောင်းပါရဲ့ခင်ဗျာပေးကြရဲ့လည်းကြည့်လိုက်အောင်ဘူးရဲမှာအပြည့်ရဲ့သူတို့ရဲ့စေတနာမြတ်တာအရန်ကိုများတယ်ပေါ့နော်ဒီနေရာလေးမှာလူတွေအများကြီးခဏလေးဆိုပြည့်လာတော့မှဖြစ်ပါတယ်အခုတော့ဒီမှာအချောင်းကြီးရှိသေးတယ်ပေါ့နော်ဒါကတော့ဘုံတရားနာမယ့်နေရာပါအဲအခုဒီမှာစပြီးတော့မာလာရှန်ကောတွေစားနေပါပြီအရသာလည်းအရန်ရှိတာပဲဒီသူတို့ရဲ့စေတနာပေါ့နော်တော်တော်လေးကိုစေတနာကောင်းကြပါရဲ့သူတို့ကြာဆိုပြီးမြဲအရသာရှိလေးစားရပါတယ်ခင်ဗျာ ဒါတော့စစောဝက်ဒီဆွဲ80မှာရှိရဲ high tech ဆိုတဲ့ဒီစက်ယုံမှာလုတ်တဲ့တရားပွဲပေါ့နော်အဲတရားပွဲမှာရှမ်းနေရောမြန်မာတွေရောထိုင်းလူမျိုးတွေရောမြန်မာတွေရောရောပြီးတော့မှာအလူတန်းတွေလုံချတယ်အရင်လည်းပြောစရာကောင်းတော့ပဲစားစရာလည်းအရင်ပေါ်တာပဲပေါ့နော်တို့ရစားလို့ကောင်းပါရဲ့ခင်ဗျာကျွန်တော်ကတော့စားလို့မဝသေးလို့ဂျာဇန်ချက်တောက်ယူခဲ့ပါတယ်ဂျာဇန်ချက်ကလည်းကျွန်တော်ကြိုက်တဲ့ဂျာဇန်ဟင်းကားလေးပေါ့နော်ဂျာဇန်ချက်မဟုတ်ဘူးစီမပါဘူးအရင်တောက်လို့ကောင်းတာပဲဂျာဇန်ချက်လေးပါခင်ဗျာအားလုံးပဲတောက်ပါအောင်နော်ဘာလိုက်မလဲမှာ ကဲကျွန်တော်ကတော့အာနန္ဒာနဲ့ပဲအခုလိုမျိုး၃၄၅ဝယ်စားခဲ့ပါတယ်။ပဲအီဂျာရီရောဘာလာရှန်ကောရီပြီးချာဆန်ချက်တွေပြီးတော့တင်မိုဒီထောင်ဒန်ပေါက်တွေရောမွေးကားတွေရောပါသေးတယ်။အဲ့ဒါကြီးစားတော့မြိုက်တော့ဘောနော်။ဒါအစာပိတ်ဒါရေကင်းမုတ်လေးစားဖြစ်ပါတယ်။ရေကင်းမုတ်လေးဆိုလည်းတော်တော်လေးစားလို့ကောင်းပါရဲ့ခင်ဗျာ။ ကဲကျွန်တော်စားနေတဲ့အချိန်မှာပဲတိတ်မကြခင်ပါဗျာဒီမှာခုနကရှင်းလင်းနေတဲ့ဒီခမ်းမကြီးကလူတွေပြေးလာပြီပေါ့နော်ဒီမှာဆိုဆက်ရုံကဝန်ထမ်းလေးတွေတပုန်လေးရိုက်နေကြတယ်ကို့မြန်မာတွေ့ရတာရဲပြော်ဖို့ကောင်းတာပဲဒီမှာဆိုချိတ်ချိတ်တိုးခုနကစားမဲ့နေရာမှာကျွန်တော်တော့လူရှင်းသေးတယ်အခုဆိုချိတ်ချိတ်တိုးပဲဒါတော့ဆက်ရုံကကျွေးတဲ့ချက်ကဖောင်ချက်နေရာဖြစ်ပါတယ်ကြော်နေရာပါကဲဒါကတော့တရားနာခံဒီမှာဒါယူပဒနာလေးပြရဖြစ်ပါတယ် တဖြည်းဖြည်းနဲ့ခန်းမထဲမှာလူတွေကလည်းပြေးလာပြီပေါ့နော်။ဘန်ကာတွေဖွင့်ပေးရတော့မနိုင်တော့တော်တော်ပူလာရက်တောင်လေးနဲ့တဖြည်းဖြည်းပေါ့နော်။အခုဆိုရင်ဒါဖုံဖုံလေးကြွလာပြီဆိုတော့အမှကြိုးဖို့အတွက်စောင့်နေပါပြီ။ကဲဗလာဖုံဖုံကြွလာပြီပေါ့နော်။တော့တရားပွဲလေးရတော့မကြခင်မှာစတော့မှာဖြစ်ပါရယ်ခင်ဗျာအဲအားလုံးပဲကျွန်တော်တို့တရားနာရင်လည်းဒါတို့နှမွားတွေခေါ်ဆိုပြီးတော့မှကုသိုလ်ရထူရကြပါစေလို့ဆုတောင်းပေးလိုက်ပါရယ်ခင်ဗျာ ကျွန်တော်ကလည်းတရားပွဲလေးမှာထက်တန်တလောက်လေးလှူဒန်းခဲ့ပါတယ်ဒီတရားပွဲကထူးခြားချက်ကလေးရကြတော့လေမိုးတွေကလေအခုမြင်နေရတဲ့အတိုင်းပဲဒီဘောထက်မှာလေတိတ်နေစွာမဲညို့ပြီးတော့အဲ့လိုအုံမိုင်းနေတာကွာဒါပေမဲ့နေရန်ပူတဲ့အချိန်မှာအဲ့လိုအုံမိုင်းပြတ်တော့မိုးတွေရောတော့မလာဘူးဆိုပြီးစိတ်ပူနေတာဒါပေမဲ့မိုးလုံးဝမရပါနဲ့နေဦးပဲအေးအောင်လုပ်ပေးသွားတာပေါ့နော် ဖုံးဖုံးနဲ့ဖုံးကန်ပဲပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီတရားပွဲလေးကအောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျအဲဒါကတော့အပြန်မှာကျွန်တော်တို့စားဖို့အတွက်ဒီလေးစားပြီးပြလိုက်တာပေါ့နော်ကမ်ပေါ့တွေမလာရှာကောရီဟောကားရဲ့